ဟယ်လိုအားလုံးပဲမင်္ဂလာပါခိုင်သူ channel ရဲ့နေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ interview အောင်ဖို့အတွက် ဖြက်လန်းနီပြီးွားရင်ဂျပန်ကိုမြန်မြန်ရောက်ဖို့အတွက်ဖြက်လန်းနီကိုကျွန်တော်ပြောပြပေးပါမယ်โอเคဟုတ်ပြီဖြက်လန်းနီဆိုတာဘာလဲဆိုတော့သင်တို့ကြားဘူးလားမသိဘူးခေါင်းထိအကုံစားဆိုတဲ့စကားလုံးတစ်လုံးရှိတယ်ပေါ့နော်စကားတစ်ခုရှိတယ်ခေါင်းထိအကုံစားကျွန်တော်တော့ဟိုမှာကြောက်တိုးပြစ်တဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်နောက်ဆုံးဆရာကြီးကိုနိုင်ပြီဆိုလို့ရှိရင်ဂျန်နဲ့ဂျားရဲ့အစင်တွေကလောကအေးစေးပဲအဲအဲ့လိုမျိုးပေါ့ပဲနော်ခေါင်းထိအကုံစားဘာလဲဆိုတော့ ကျွန်တော်ဂျပန်သွားဖို့အတွက်နောက်ဆုံးအဆင့်ရပါလေအင်တာဗျူးပဲဟုတ်ပြီအဲ့တော့အင်တာဗျူးနဲ့ပတ်သက်တာတွေကျွန်တော်ပြောပြပေးပါမယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအခုဆိုလို့ရှိရင် and 3အောင်တမားတွေအခေါ်များနေပြီဆိုပြီးတော့ပြောတာလည်းတင်ကြမှုမှာပေါ့နော်ဒါပေမဲ့ and 4အောင်တဲ့လူတွေကဒါမှမဟုတ်လေ JFT A2 အောင်တဲ့လူတွေရောအင်တာဗျူးအောင်နေရတယ်ရှိတယ် and 3တမားတွေကိုကြော်ပြီးတော့ပေါ့လေနော်ဒါလည်းဖြတ်လန်းနေပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့ and 4အောင်တဲ့လူတွေ GFDA2 အောင်တဲ့လူတွေပြောရင်ကတော့ဗျာထားပါတော့လွယ်လွယ်ပြောရမယ်ဆိုရင် N4 အရေးချင်းလောက်ပဲရှိသေးတဲ့လူတွေက N3 သမားတွေတော့တစ်ခါကြည့်ရင်ကြော်ပြီးတော့ interview ကိုအောင်နေတယ်အဲ့ဒါဘာကြောင့်လဲကဲဟုတ်ပြီဘာကြောင့်လဲဆိုတော့ခေါင်းထိအကုန်စား interview မှာဖြေနိုင်ခဲ့လို့အဆင်ပြေလို့ပေါ့နော်ဒါရာဂန်နှုတ်တစ်ခုကိုပြောပြတာနော်တရားရာဂန်နှုတ်ကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့တော့ဖြန့်လန်းကြီးကစကားပြောကိုလေ့ကျင့်ပြီးတော့ interview ဖြေဆိုရမယ်အဲအဲ့ဒီနေရာမှာကျွန်တော်နောက်တစ်ခုဘာပြောချင်လဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကအခုချိန်အာ ဂျပန်စာသင်နေတဲ့လူတွေစောင့်ပွဲတွေဝင်ပြေနေတဲ့လူတွေကဂျပန်သွားဖို့လူယာကန်တို့တော်တော်များတယ်ဒါပေမဲ့အဲ့ထပ်ပို့ပြီးကျွန်တော်တို့တွေးရမယ်ဆိုလို့ရှိရင်ဂျပန်စာကိုကျွန်တော်တို့ကစာတီဖိတ်ရဖို့အတွက်ဥမာ N3 အောင်လက်မှတ်ရဖို့လို့ GFT A2 အောင်လက်မှတ်ရဖို့လို့လောက်တာဒီကတော်တော်များတယ်เนาะအင်တာဗျူးအောင်ခြင်းလို့အဓိကတော့အင်တာဗျူးအောင်ခြင်းတာပဲဗျာเนาะအဲ့တော့အင်တာဗျူးအောင်ဖို့တော့ကျွန်တော်တို့ဒီမှာစာတီဖိတ်တွေကျွန်တော်တို့သွားစုနေရဲ့ အဲ့ကောင်ကလည်းလိုအပ်လားဆိုတော့လိုအပ်တယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့အဆင့်တစ်ခုမြင့်လိုက်ပါအဲ့ဒါပါလဲဆိုတော့ scale တစ်ခုအရေသွေးတစ်ခုအရေချင်းတစ်ခုကိုကျွန်တော်ရအောင်လုပ်ပါအဲ့တော့ခုနပြောတဲ့ဖြတ်လန်းနေရဥပမာ unfold သမားတွေကလည်းဥပမာပေါ့နော် unfold ကို60ကျော်100ကျော်လေးအောင်တဲ့လူနဲ့ unfold ကို160နဲ့180အမှတ်ပြည့်နီးပါးအောင်တဲ့လူနဲ့ကအရေချင်းရှင်ကြည့်လိုက်ဥပမာပေါ့နော်ကျွန်တော်တင်ခဲ့တဲ့အတွေ့အကြုံရဆိုရင် N3 ကို ကတ်အောင်လေး100လောက်လေးနဲ့အောင်တဲ့လူနဲ့ N4 ကို160လောက်အောင်တဲ့လူနဲ့နှစ်ယောက်ကိုရှင်ပြီးတော့ဂျပန်စာကိုလေ့ကျင့်ပေးကြည့် N4 ကိုခုနပြောတဲ့160ကြော်ကြော်လောက်နဲ့အောင်တဲ့အမှတ်ပြည့်နီးပါးနဲ့အောင်တဲ့လူက N3 သမားထောက်ကိုပို့ပြီးတော့တွက်နေတာကိုကြုံရလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့တယ်ဒါပါလဲဆိုတော့သူတို့ကဂျပန်စာတစ်ခုကို certificate လက်မှတ်ရဖို့တခုတည်းမဟုတ်ဘဲနဲ့အခြေချင်းတစ်ခု ဖြည့်ဖို့အတွက်အသုံးချနိုင်ဖို့အတွက်လေ့ကျင့်တဲ့လူတွေဖြစ်တယ်။အဲဒီလူတွေကတကယ်အင်တာဗျူးမှာရောက်လဲရောက်သွားရောခိုင်းဝါလေးစကားပြောလေးလေ့ကျင့်လာတဲ့အခါကျလို့ရှိရင်ဒီ3သမားတွေကိုကြော်သွားဒါတကယ်ရှိရေနော်ဒါကိုယ့်ရဲ့အတိတ်တွေမှာတချို့ဆိုရင် and 3မအောင်သေးဘူးဒါပေမဲ့ interview အောင်သွားတဲ့လူတွေရှိတယ်။အဲ့တော့ခေါင်းထည့်အကုံစားကျွန်တော်တို့နောက်ဆုံး interview ဖြစ်ရမယ့်နေရာမှာနေဝန်ကျင်ကလည်းကျွန်တော်တို့ဘာစစ်လဲဆိုတော့ဗောနော်ဒီလူကဂျပန်တကယ်သွားကျင်လားဆိုတော့စစ်တာဟာမင်းကလည်းကွာမင်းကတကယ်သွားကျင်လားဆိုတော့သွားကျင်တာဗောမင်းဘယ်ပြောကောင်းမလဲဆိုလို့ရှိရင် တကားပြောကြည့်လိုက်တကယ်သွားကြည့်ရင်တကယ်စကားပြောလေ့ကျင့်နေတယ်တကယ်အင်တာဗျူးနဲ့ပတ်သက်ပြီးပြင်ဆင်နေတယ်တကယ်မသွားကြည့်သေးတဲ့လူကသာเนาะကျွန်တော်ကဂျပန်စာကိုတော်ကြီးရော်ကြီးပဲလုပ်တယ်တမန်ကရှန်ကာပဲလုပ်တယ်ပေါ်ပပပဲလုပ်နေတယ်စိတ်မဝင်စားဘူးကျွန်တော်လိုချင်တာအဓိကဂျပန်သွားဖို့အင်တာဗျူးအောင်ချင်တာပဲရှိရတယ်။ဒါပေမဲ့အနောက်ကနေကျွန်တော်တို့ကအရေးချင်းနေစကားတွေပြောနိုင်အောင်ဂျပန်လူမျိုးနဲ့ဓာတ်ရိုက် communication အဆက်အသွယ်လုပ်နိုင်အောင်သူ့မိကိုသူ့ကိုမေးနိုင်အောင်သူ့မိဓာတ်ကိုပြန်ဖြေနိုင်အောင် ဒီနေရာဒီမှာကျတော့ကျွန်တော်မလေးကျင်တာဘာကြီးသွားလေးကျင်လဲဟာသူများတွေ N3 N3 ဆိုတော့ငါလည်း N3 N3 เนาะ N3 အောင်ရမယ်เนาะသူများတွေဟိုလက်မှတ်ဟိုလက်မှတ်ဒီလက်မှတ်ဒီလက်မှတ်ငါလည်းဒီလက်မှတ်တွေကင်ရမယ်လက်မှတ်တွေသာရှောက်စုနေရတကယ်အရေးချင်းကြတော့တက်မလာတဲ့အချိန်မှာကဲနောက်ဆုံးဆရာကြီးနဲ့တွေ့လဲတွေ့ရောเนาะအင်တာဗျူးနဲ့တွေ့လဲတွေ့ရောဘာဖြစ်လဲ ग्वान ကြတာပဲပေါ့เนาะအဲ့တော့သင်တို့ဂျပန်ကိုမြန်မြန်သွားဖို့အတွက်ဖြတ်လန်းကြီးကိုရှာနေရဆိုလို့ရှိရင်ဒါဂျပန်စာကို အသုံးချနိုင်အောင် scale တစ်ခုကိုမြင့်တင်ပြီးတော့စကားပြောကိုလေ့ကျင့်တာပါလို့ကျွန်တော်အကြံပေးခြင်းပါတယ်နော်အဲ့တော့ M5 M4 ရတူတပြီစကားပြောလေ့ကျင့်လို့ရနေပြီဒါပေမဲ့ certificate တာရရတယ်အမှတ်တွေကတ်အောင်လာတယ်ပြီးလည်းပြော N3 လက်မှတ်တွေကတ်အောင်လာတယ်အင်တာဗျူးဖြေလည်းပြောကြာနေရွယ်နေရပါလေ စိတ်တွေလှုပ်ရှားစကားပြောလို့ရှိရင်ဘာမှမထွက်အမားတွေကြီးပဲအမားပေါင်းတောင်းချောက်တောင်းဆိုရင်ညီဝန်ချင်းရပါတော့မမဆောင်းတဲ့စကားပြောနေရတယ်လို့ပဲเนาะလေထွက်နေเนาะအဲ့လိုလူမျိုးဆိုလို့ရှိရင်ဒါသူတို့ဘက်ကကြည့်တာเนาะအခြေခံအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ဟာဒီလူကစကားပြောတာအဆင်မပြေသေးဘူးပြောတာဟိုလွဲနေတယ်ဘာတွေပြောမှမသိဘူးဆိုလို့ရှိရင်ဒါဒီလူကဂျပန်သွားဖို့တော့ကိုအစင်းသိမဖြစ်သေးဘူးဆိုပြီးတော့အင်တာဗျူးကိုချလိုက်တာပဲအဲ့တော့တချို့လူတွေဆိုလို့ရှိရင်တကယ်တေးချပြင်ဆင်တဲ့လူတွေဆိုရင်အင်တာဗျူးတစ်ခါနဲ့အောင်ကြတယ် ျွန်တော်အတင်တန်းမှာဆိုလည်းအများကြီးရှိတယ်နော်လေဘာ1အောင်ပြီးတော့လေဘာ2ရောက်တဲ့အချိန်မှာအင်တာဗျူးအောင်သွားတဲ့လူတွေပေါ့နော်ဒါဒီလိုလူမျိုးတွေဆိုလို့ရှိရင်ချို့ဆိုလို့ရှိရင် N4 အောင်တွေပဲရှိသေးတယ်ဟိုတယ်နဲ့အင်တာဗျူးအောင်သွားတွေရှိတယ်နော်ပြီးတော့သောက်ဆိုင်နဲ့အင်တာဗျူးအောင်သွားတွေရှိတယ်ဒါမျိုးတွေတကယ်ရှိတယ်တချို့လူတွေဆိုဂျပန်တော့ရောက်နေကြပြီဒါပေမဲ့သူတို့ ကိုက N3 လက်မှတ်ကန်တော့ဟာမင်း N4 သမားတော်ကောင်းတယ်အောင်တယ်ကွာဟာမင်း N4 သမားတော်အောင်တယ်ကွာငါ N3 လက်မှတ်နဲ့မင်း AC ပဲဆိုပြီးအဲ N3 သမားယူစစ်ကြည့်လာအောင်နော်ဘယ်ညာကြည့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကန်ကောင်းလို့အဝိုင်းဝိုင်းတာမှန်ပြီးတော့ကတ်အောင်လာပဲဖြစ်ဖြစ်တကယ်နောက်ဆုံးအင်တာဗျူးမှာအရေးချင်းစင်လေးစစ်လိုက်ဟောပါဖြစ်လေစိတ်တွေလှုပ်ရှားအလွယ်ပေါင်း16000နဲ့ဂွန်းနေတယ်နော်အဲ့တော့အရေးကြီးတာကိုဖြည့်ပါနော်သင်နောက်ဆုံးအင်တာဗျူးဖြည့်ဖို့အတွက် ဆိုလို့ရှိရင်ဒါစကေပြောလေ့ကျင့်ပါအင်တာဗျူးနဲ့ပတ်သက်ပြီးတော့ ဆောင်းဝမ်းဆောင်းရမ်းလေးတွေဒါဂရုစိုက်ပြီးတော့လေ့ကျင့်တာပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်ပါတယ်။ကဲဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကတော့ခုနအင်တာဗျူးအောင်ဖို့အတွက်ဖြတ်လန်းဆိုတော့စကေစကေပြောလေ့ကျင့်ဖို့အတွက်ကိုဖြတ်လန်းရှိလားဆိုတော့ ဖြက်လန်းတော့ရှိတယ်လို့တော့မဟုတ်ဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့ပညာကြတော့ကျွန်တော်က game တွေစော့တယ်လို့ level တွေခိုးတာတို့ဘာတွေခိုးတာကိုကျွန်တော်အဲ့လိုခိုးလို့မရဘူးပေါ့နော်။ဥမာငွေလန်းခင်းပြီးတတ်သွားလို့မရဘူး။နော်။တကယ်ပညာရွှေလူမခိုးဖြစ်တဲ့အတွက် step by step နဲ့နီးမှန်လမ်းမှန်နဲ့သာသင်လေ့လာမယ်ဆိုရင်ဥမာရန်ကုန်ကနေမန္တလေးသွားဖို့အတွက်ဆိုလို့ရှိရင်လေနဲ့သွားရင်မြန်တယ်နော်။နီးမှန်လမ်းမှန်နဲ့လေ့လာလိုက်ရင်မြန်တယ်။ဒါမှမဟုတ်လေကားနဲ့သွားလို့ရှိရင်ဟိုနည်းနည်းလေးပုံမြန်တယ်။ ။အဲအဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကယထားနဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒါကြာပြီပေါ့ဗျာနော်။အချိန်ပိုကြာပြီ။အလိုပါမဟုတ်ဘဲစပိန်နဲ့သွားမလား။ချီလီဆန်ဒရွားဝါနဲ့လမ်းလျှောက်နေမလား။ကိုကမြန်ချင်တယ်ဆိုလို့ရှိရင်စနစ်တစ်ခုတည်းလမ်းကြောင်းတစ်ခုတည်းကိုကျွန်တော်တို့ခုံဝင်မှရမယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ဖြန်လန်းနည်းရှိလားဆိုတော့ဖြန်လန်းနည်းတော့မရှိဘူးစနစ်ကောင်းကောင်းတစ်ခုနဲ့တေချာလေ့ကျင့်နေဆိုရင်ရတယ်ဟုတ်ပြီအဲ့တော့ဘယ်လိုလေ့ကျင့်မလဲဆိုလို့ရှိရင်နည်းတွေအများကြီးရှိတယ်ပေါ့ဗျာနော် share win သူများပြောတာကြီးလိုက်ပြောပါလားနော်ဟိုအဓိကကတော့ပြောနေဖို့ပဲလိုတယ်ပေါ့နော်ဒါဥပမာ ဂျပန်စကားပြောချင်ဂျပန်နိုင်ငံသွားဂျပန်စကားများများပြောရင်ဂျပန်စကားရမယ်ဒါကတော့လုံးဝအဓိကပဲကိုပြောချင်တယ်မလားပြောနေမှရမှာ listening နေဘလောက်ကြီးပဲနားထောင်နေနေဂျပန်စကားတွေဘလောက်ကြီးပဲကြည်နေနေဂျပန် podcast တွေဘလောက်ကြီးပဲနားထောင်နေနေ listening ပဲနားထောင်ပြီးတော့ကိုပြောတာတွေကဘာမှမရှိဘူးဆိုလို့ရှိရင်ဒီ video ကြည့်နေလို့စဉ်းစားကြည့်ပေါ့နော်တပတ်နေလို့မှငါဂျပန်စာကို15မိနစ်ပြည့်အောင်ပြောဘူးလားနိုင်ခွဲပြည့်အောင်ပြောဘူးလား နော်ဒါမှမဟုတ်လေတင်အခုချိန်ထိရောက်နေပြီဂျပန်စာအုပ်တင်နိုင်ခွက်ပြင်အောင်ပြောဘူးလားဆိုတော့တင်တစ်ချက်စဉ်းစားကြည့် reading ကိုပြောတာမဟုတ်ဘူးနော်ကြီးဖတ်တာကိုပြောတာမဟုတ်ဘူးစဉ်းစားပြီးတော့တင်ပြောချင်တဲ့စာကြောင်းကိုဂျပန်လိုနိုင်ခွက်ပြင်အောင်တော့ပြောဘူးလားဆိုတဲ့လူတွေအန်ဒရီသမိုင်းကျွန်တော်မေးကြည့်ပါပဲနော်အဲ့တော့ရှိလားမရှိသေးဘူးဆိုလို့ရှိရင်တင်ဂျပန်စကားပြောကိုမပြောနိုင်သေးတာဒါမထူးဆန်းဘူးပေါ့နော်ငါ့အဲ့တော့ကျွန်တော်ဘယ်လိုလေ့ကျင့်မလဲ လိုက်ပြောပါเนาะလိုက်ပြောဆိုတော့ခုန share ဝင်သူများပြောလိုက်နောက်ကလိုက်ပြောရင်ရလားဆိုတော့ဒါကကျွန်တော်တန်ရောင်လိုက်တာဗျာပြောရလို့ရှိရင်စက်တူရွေးတောင်လှုပ်လို့ရတယ်เนาะစက်တူရွေးတောင်တရိษံတောင်လှုပ်လို့ရတယ်ဗောဗျာเนาะစက်တူရွေးเนาะဘိုက်စားတယ်ဘိုက်စားတယ်နေကောင်းလားနေကောင်းလားเนาะကိုနိချိဝါကိုနိချိဝါလိုက်ပြောလို့ရှိရင်စက်တူရွေးအောင်ပြောလို့ရတယ်အဓိကကကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ကလူတွေလူသားတွေစဉ်းစားပြီးတော့ပြောရမယ်ကိုပြောချင်တဲ့စာကြောင်းကိုကိုကိုယ်တိုင်ဝါကြဖွဲ့ပြီးတော့ပြောနိုင်ရမယ်ဟုတ်ပြီအဲ့လိုပြောတဲ့အခါမှာလဲเนาะမှားမလားဆိုတော့မှားမှာပဲမှားမှာပဲမှားပြီးဘာလုပ်ရမလဲ အမှန်ကိုပြင်ပြီးတော့ပြန်ပြောရမယ်အဲ့တော့အမှန်ပြင်ဖို့အတွက်ဘယ်သူလိုလဲဆိုလို့ရှိရင်ဥပမာနိုင်ငံခြားရောက်နေဆိုလို့ရှိရင်ပေါ့ဗျာညွန်းချင်းကပြောတယ်ပြောတော့ကျွန်နိုင်နားထောင်တယ်နားထောင်ပြီးတော့သူ့စတန်ကိုလိုက်ခိုးပြီးတော့ပြန်ပြောတယ်โอเคဟုတ်ပြီကိုပြောချင်တဲ့စာချောင်းကိုကိုပြန်ပြောတယ်ကဲနောက်တစ်ခုကဘာရှိသေးလဲဆိုတော့တင်တဲ့မှာသွားပြီးတော့လေ့ကျင့်လိုက်တယ်ဆိုလို့ရှိရင်တင်မှားနေပြီဆိုလို့ရှိရင်ပြင်ပေးမဲ့ဆရာတောက်လို့တယ်အဲ့လိုမျိုးလူရှိရယ်ဆိုလို့ရှိရင်ဒါတင်ဂျပန်စာကို ကောင်းကောင်းမွန်မွန်နဲ့မြန်မြန်ဆန်ဆန်နဲ့တင်တက်ကြွလိုက်မယ်ဥမာတင်နန်းကိုလာလိုက်ပြီဆိုလို့ရှိရင်ဆရာဒီလိုလိုပြောကဲဟုတ်ပြီမိဒါပြောကြည့်စမ်းဆိုလို့ရှိရင်နော်ဘိုက်စာတော့ကြောင့်ထမင်းစားမယ်ကဲပြောကြည့်တဲ့ဆိုရင်အာအိုနာခါငါတို့တခါကြက်လို့ရှိနေရောင်ပြီးထွက်တဲ့စကလုံးတွေရှိတယ်ပေါ့နော်အိုနာခါမဟုတ်ပဲနဲ့အိုခါနေတို့နော်အဲ့ဒါကြီးရှောက်ပြီးတော့မှားပြီးထွက်လို့ရှိရင်ဥမာကျွန်တော်ရှိရဆိုရင်ကျွန်တော်ကမဟုတ်ဘူးညီမှားနေတယ်မိဒါရက်လို့မှားနေတယ်နော်မှားနေရဆိုရင်ကြိုးပြန်ပြေးပြီးလို့ရှိရင်အော်ဟုတ်သားပဲအဓိကက မှားသွားလို့ရှိရင်ပြင်ပေးမဲ့လူလိုအပ်တယ်။ပြင်ပေးမဲ့လူကပြင်ပေးလိုက်လို့ရှိရင်ကိုကလည်းဒီအမှားကိုကိုကလည်းတိသွားပြီ။အမှန်ကိုပြန်ပြင်လိုက်ပြီဆိုလို့ရှိရင်မှားပြီးရင်ဘာဖြစ်မလဲ။မှန်လာမယ်။ကျွန်တော်တို့ကမတက်လို့လာတက်နေရဖြစ်တဲ့အတွက်အမှားကိုပြင်ရဲဖို့အတွက်တတိယလိုအပ်တယ်။အဲ့တော့အမှားကိုပြင်လိုက်ပါပြင်လိုက်ပြီးတော့ပြောရင်ပြောရင်လည်းရပါလိမ့်မယ်ရပါပြီဆိုလို့ရှိရင်ဒါဒီအင်တာဗျူးဖြစ်တဲ့အခါကျလို့ရှိတယ်နေဟွန်းချင်းကအသင်ကိုမေးတယ်သင်ကလည်းကိုကိုတိုင်းစကားကိုပြောထားတဲ့အမှားနေရတဲ့ဟာတွေကိုအမှန်ပြင်ထားတာဖြစ်တဲ့အတွက် နေဟွန်းချင်းနဲ့စကားပြောတဲ့အခါမှာအလွဲပေါင်း16000တိထွက်မလာတော့မထွက်လာဘူးဆိုရင်ဩဒီလူကဂျပန်ကိုတကယ်သွားကျင်တာပဲတကယ်သွားကျင်လို့စကားပြောလေ့ကျင်တာပဲကဲဟုတ်ပြီအဲ့ဆိုရင်တော့ငါသူ့ကိုရွေးလိုက်မယ်ဆိုပြီးတော့ဒီအခွင့်အရေးတွေတင်ရနိုင်တယ်ကဲနောက်ဆုံးအနည်းချုပ်အနေနဲ့ကျွန်တော်စိတ်တပိုင်းလေးဆိုင်ရာနဲ့ပတ်သက်ပြီးပြောကျင်တာတော့ဘောနကျွန်တော်ကဂျပန်စာအသိအနည်းဆိုတာဂျပန်သွားဖို့တင်နေတာမှန်နေဒါပေမဲ့အခုစီးမြင်းတွေစီကန်းတွေဥပဒေတွေကလည်းအမြဲတမ်းအပြောင်းအလဲတွေဖြစ်နေရဆိုပေါ့နော် ဟိုတခါကြောက်လို့ချင်းကျွန်တော်တို့ control လုပ်လို့မရတဲ့အရာတွေရှိတယ်ကျွန်တော်တို့ကဥပမာကြားဘူးလားတော့မသိဘူးပေါ့နော် supply and demand ပေါ့နော်ပြောရလို့ရှိရင်ဟိုဘက်ကနေပြီးတော့အလုပ်လူလိုမှကျွန်တော်တို့ကဒီဟန်နေကောက်ပြင်တာအဲ့လိုပြင်နေတဲ့လူတစ်ခါတင်တဲ့အတူတူဂျပန်စာတင်နေတဲ့လူတွေနိုင်ငံခြားရောက်သွားပြီးဂျပန်မှာအလုပ်လုပ်နေတဲ့လူတွေတင်နာမှာရှိမှာပဲနော်ချိုးရီဆိုရင်တစ်နှစ်အတွင်းရောက်သွားကြတဲ့လူတွေရှိတယ်တစ်နှစ်ခွဲအတွင်းရောက်သွားကြတဲ့လူတွေရှိတယ်တင်ရအချိန်နေဆွဲနေအချိန်ဆွဲနေဆိုရင်ဆွဲချိန်ဆွဲခြင်းတော့ဆွဲခြင်းတလောက်ဆွဲလို့ရတယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော် ဂျပန်စာသိနေရဗျာခုနကြားနေတဲ့တည်င်းလိုပဲဂျပန်သွားဖို့အတွက်ပိတ်ထားရဲဆိုလို့ရှိရင်ဟာတော်ပြီပိတ်လိုက်ပြီငါမလုပ်တော့ဘူးဆိုတာမဟုတ်ပဲねဂျပန်စာဆိုတာကအသုံးချတဲ့ပညာရဲ့တစ်ခု skill တစ်ခုပေါ့နော်တင်သားဒီပညာကိုတမန်ကရှန်ကနဲ့ဂျပန်သွားရုံတစ်ခုလောက်တည်းမဟုတ်ဘဲနဲ့ဒီပညာကိုငါအသုံးချမယ်။နော်ဂျပန်စာရရဆိုလို့ရှိရင်ဥမာကျွန်တော်ရဲ့အတင်တန်းမှာအခုမကြခင်ဂျပန်သွားတော့မဲ့တယောက်ရှိတယ်ပေါ့နော်။သူဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့ဂျပန်ရဲ့ရုပ်ရှင်ကာတွန်းကားတွေကိုသူက animation တွေကိုသူကဘာလုပ်လဲဆိုတော့ဘာသာပြန်ပေးတယ်ဒီဖုန်းနဲ့ပေါ့နော်ဖုန်းနဲ့ကိုဂျပန်လိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ဒါသူကဂျပန်လိုလည်းနားထောင်တယ်အင်္ဂလိပ်လိုလည်းကြည့်တယ်အဲအနှစ်ခုလုံးကိုပြန်တိုက်ပြီးတော့မြန်မာလိုဘာသာပြန်ပေးတယ်ဗီဒီယိုတစ်ပုတ်တစ်ပုတ်ကိုဟိုကတ်တွန်းကားတစ်ပိုင်းတစ်ပိုင်းကိုပတ်စံဘလောက်ဆိုပြီးရတယ် ီပတ်စံပြန်ရှာလို့ရတယ်မိဘစီကလက်ဖြန်တောင်းနေမှာတူတူပြကိုသင်နေတဲ့ပညာရဲ့တစ်ခုနဲ့တင်းတာတကယ်တက်ကြွရင်ပြောတာเนาะရွှေရှောင်းလေးတက်ကြွနေရင်ကတော့သင်မရနိုင်ဘူးเนาะအဲ့တော့ certificate လေးလက်မှတ်လေးရဖို့အတွက်သင်ဒီပညာရဲ့တစ်ခုကိုပော့ပော့လေးတင်တင်ထားတယ်ဆိုလို့ရှိရင်တော့ဒီပညာရက်ကသင်အသုံးချနိုင်မှာမဟုတ်သေးဘူးအဲ့တော့ကိုကလည်းတကယ်စိတ်ပါဝင်စားသွားနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုတွေဘာသာပြန်လို့ရတယ်ပြီးတော့ကျွန်တော်ရဲ့အသည့်တဲမှာဆိုလို့ရှိရင်ဒါနာမည်ကြီးတဲ့ဘန်တစ်ခုပါပေါ့နော်ဒါဂျပန်စာ N2 အောင်သွားတယ်အန်1နေအောင်တဲ့လူတွေက ဒီနိုင်ငံခြားနဲ့ဆက်ဆံရတဲ့ဟိုဌာနတွေမှာဆိုလို့ရှိရင်တို့အလုပ်ဝင်လုပ်နေလစာတွေကိုဆယ်ချီတယ်ပေါ့နော်ဆယ်ကနန်းချီတယ်အဲတို့တွေအဲ့လိုမျိုးရှိတယ်ဝင်ဝင်ချင်းရမလားဆိုတော့ဝင်ချင်းတော့ဘယ်ရနိုင်မလဲနော်ဒါပေမဲ့အင်းမှာအရေးချင်းတစ်ခုရှိတယ်ဟိုအလုပ်သက်တစ်ခုရလာပြီဆိုလို့ရှိရင်နေရာကောင်းကောင်းကိုတင့်ကိုပေးလိုက်မယ်ဘာမှမလုပ်ဘဲနဲ့တော့ဗျာကျွန်တော်အမြဲတမ်းပြောနေသလိုဟုတ်လားဘေးရင်သွားမိတယ်ဘာဖြစ်ချင်းလဲကျွန်တော်တို့ကတော့အလုပ်မလုပ်ဘဲအောင်မြင်ချင်းနဲ့ကြီးပွားချင်းနဲ့ချမ်းသာချင်းနဲ့ဆိုလို့ရှိရင်တော့ဒါကြီးကတော်တော် ဘလိုပြောရမလဲဘလိုစုတောင်းမျိုးကြီးလဲတော့မသိဘူးပေါ့เนาะကျွန်တော်လည်းအဲ့ဒါမျိုးကိုတခါကျရင်ဟိုတစ်ကျင်ပါတယ်ဘာမလို့ပဲねရရဲဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့ဗျာเนาะဘဝကြီးကလောကစိတ်ချမ်းသာနေပြီဒါပေမဲ့တကယ်လောကကြီးကအဲ့လိုသွားနေရမှာမဟုတ်ဘူးအဲ့လိုစစ်စနန်းသွားနေရမှာမဟုတ်ဘူးချိုးဆိုရင်လာမေးတယ်ဟာအင်တာဗျူးကြာသွားတယ်ဘာတွေပြင်ဆင်ရမလဲမသိဘူးဆိုရင်ဂျပန်စာစကားပြောကိုရလားလို့ကျွန်တော်မေးကြည့်လိုက်အဲ့တစ်ချက်ထဲနေအကုန်ပွဲသေးဂျပန်စာစကားပြောကိုတကယ်ရနေတဲ့လူတွေကလေအင်တာဗျူးကိုလေကြောက်ကိုမကြောက်ဘူးပြီးတော့ လန့်တာလေးပါပြီးတော့ရှိမှာပေါ့လေနော်အတွေ့အကြုံမရှိလို့ဖြည့်ကြည့်ရလို့ရှိရင်ငါစကားပြောရနေပြီဒီဟာမရရင်ငါနောက်တစ်ခုသွားဖြည့်မယ်ငါနဲ့မကိုက်ညီလို့ငါ့ကိုမရွေးတာငါစကားပြောရနေပြီငါမှရေရှင်းပြည့်နေပြီငါလိုက်ဖြည့်မယ်လိုက်ဖြည့်မယ်အချိန်တိုင်ဖြင်းဖြင်းနေတဲ့သူတို့ကတော့အောင်လာတာပဲဒါပေမဲ့ကိုကဂျပန်စာစကားပြောရလည်းမရဟိုကလည်းသွားဖြည့်တယ်ကြားတယ်မရပဲနဲ့နောက်တစ်ခုလည်းသွားဖြည့်တယ်ကြားတယ်နောက်တစ်ခုလည်းသွားဖြည့်တယ်ကြားတယ်အဲ့လိုမျိုးကြီးကြတော့ဗျပြောရင်အရေးချင်းကိုမဖြည့်ပဲနဲ့ဒီမှာကြည့်နေတဲ့လူတွေက GFD မအောင်ဘာဖြစ်လဲ GFD ဖြည့်မယ် GFD ပါအောင်ဘာဖြစ်လဲ net တက်ဖြည့်မယ်ကျွန်တော်တို့ကလိုက်ပြည့်နေဟာလားဂဲတလုံးပြည့်နေနော် ချိန်တိုင်းတော့ထိမှာပဲဆိုပြီးတော့အခြေချင်းကလည်းမရှိဘဲနဲ့စကေးကလည်းတက်မလာပဲနဲ့ဟာလာလိုက်ပြီးကန်ဆန်းနေရဆိုလို့ရှိရင်တော့ဒါတင်ရအလွဲတွေလုံနေလို့ပဲကျွန်တော်ပြောချင်တယ်ဗျာနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်စီမှာစကေးပြောတင်နန်းနေနဲ့ပတ်သက်ပြီးတော့လာစဉ်လာတိုင်းတန်ခွဲသစ်တွေဖွင့်နေပါတယ်ကျွန်တော်ကိုယ်တိုင်ကြီးကြပ်ပြီးတော့လေ့ကျင့်ပေးနေပါတယ်အဲ့တော့တင်သာအင်တာဗျူးဖြေဖို့အတွက်ဂျပန်သွားဖို့အတွက် เนาะမြန်မြန်နဲ့မှန်မှန်နဲ့လေ့ကျင့်ပြီးတော့သွားကျင်နေဆိုရင်တတိရှိရှိနဲ့စကားပြောအတန့်ကိုဝင် join ပါလေ့ကျင့်ပါအဲ့လိုဆိုလို့ရှိရင်သင်တို့အချိန်ကုံဆုံးရတာအကျိုးရှိပါတယ်အဲ့တော့စကားပြောလေ့ကျင့်ကျင်နေဆိုလို့ရှိရင်ဘာကြီးလိုအပ်လဲဆိုရင်ကျွန်တော်အများကြီးမတောင်းဆိုเนาะ F5 M4 mini လေးရတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်စကားပြောအတန့်မှာဆိုလို့ရှိရင်စပြီဆိုတော့ကျွန်တော်ပြောတယ် F5 M4 mini လေးတော့ရအောင်ကြက်ပေးပါဒီဗီဒီယိုကြည့်နေလို့လေဟာ M5 M4 လောက်ကတော့ငါအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့လာ join လို့ရတယ်တကယ်ရမှာเนาะတကယ်ရမှာ န်3သမားတွေအောင်မိွားရဲ့လူတွေဆိုလို့ရှိရင်တော့ဗျာဒါပြောရရင်တော့အကောင်းဆုံးပဲပေါ့တို့အတွက်ကတော့တကယ်ပြောလေ့ကျင့်ပြီးတော့အင်တာဗျူးဝင်ပြေအောင်မိဆိုလို့ရှိရင် AC ပဲကျွန်တော်ရဲ့ဒီ Facebook မှာဆိုလို့ရှိရင်လဲကျွန်တော်အင်တာဗျူးအောင်ရဲ့လူတွေရဲ့ post တွေကိုကျွန်တော်အမြဲတမ်း screen shot ရိုက်ပြီးတော့ကျွန်တော်တင်ပေးတယ်ဒါပေမဲ့ privacy ရတော့နာမည်လေးကြီးဖြတ်ထားတယ်ပေါ့ဗျာနော်ပြီးတော့တို့တွေရေးတဲ့ကျေးဇူးတင်ပါတယ်ဗာညာပေါ့လေနော်ဒီစာကြောင်းလေးကြီးလဲဒါအားလုံးအားတန်းအောင်လို့ကျွန်တော်တင်ပေးနေရပါတယ်လက်ရှိပါတယ်ကဲဟုတ်ပြီအဲ့တော့တည်ချင်တာရှိရဆိုလို့ရှိရင်ဒီ video ရဲ့ comment box မှာပဲဖြစ်ဖြစ်ပြီးတော့ စကားပြောတင်နှန်းကို join ခြင်းနဲ့လေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram နေဖြစ်ဖြစ် Facebook ကနေဖြစ်ဖြစ်ပေါ့နော် Telegram နေဆိုရင်တော့ reply စာပြန်ပေးတာပို့ပြီးတော့မြန်ပါတယ်တန်ခွဲတဲ့နေလည်းဖွင့်လှစ်ထားပါတယ်သိချင်တာရှိရဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအဆုံးမှာဒါဖြစ်ဖြစ်အဲ YouTube ရဲ့ description မှာပဲဖြစ်ဖြစ် link တွေထားထားပေးပါတယ်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီးတော့ပဲဖြစ်ဖြစ်စာပို့ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်နော်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ သိချင်တာရှိရယ်ဆိုရင်မေးခဲ့ပြီးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောဗျာဘိုင်ဘိုင်ကြာနေ